ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့ပြောပြပေးသွားမယ့်အကြောင်းအရာလေးကတော့ကြေးရွာစနပ်ပုံမှာရှိရဲစင်ရဲလွန်းတဲ့ကောင်မလေးနဲ့နန်းတော်ကြီးထဲမှာရှိတဲ့မင်းသားလေးတပါးတို့ရဲ့အကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါရဲ့ရှင်။အိုးရှိရှိတုန်းကตาရလှပါတဲ့ရွာလေးတရာမှာအာတာရှိလို့ခေါ်တဲ့ကောင်မလေးတယောက်လည်းနေထိုင်ပါတယ်။အာတာရှိ အာတာရှိရေဘဲမှာသွားပြီးတော့တည်နေရလဲအခုထိကိုမလာနိုင်သေးဘူးအမေအမေဘာဖြစ်လို့ခေါ်နေရတာလဲငါနင့်ကိုခေါ်နေတာကြာလာနေပြီဘာကိစ္စပြန်မထူးရတာလဲအမေရဲ့တမီးတောင်းမှမှာတယ်တမီးကိုဘာလို့ခေါ်နေလဲဆိုတာပြောပါနော်အမေနင့်ကိုအပြင်သွားရင်မြစ်ထဲကနေရေခတ်ခဲ့ဖို့ငါမှားလိုက်တယ်လေ တမီးရေခတ်ဖို့မေးခဲ့တယ်အမေအဲ့ဒါကြောင့်နင့်ကငါအလုံးမခိုင်းကျင်တာဘာရီရှောက်လို့နေမှန်းကိုမသိဘူးငါခိုင်းရင်အကုန်မေးတော့တာပဲနင်ကတော့လေအာတာရှိက သူ့ရဲ့အမေအဲ့ဒီလိုပြောတော့ဝမ်းနေသွားတာပေါ့ပြီးတော့ရေကိုယူပြီးတော့ရေခတ်ဖို့ထွက်သွားခဲ့ပါတယ်သူမရဲ့အမေကအာတာရှိကိုကောင်းကောင်းမွန်မွန်မဆက်ဆံပါဘူးတဲ့ကွယ်သူမိပါတွေကယောက်ျားလေးလိုချင်ကြပါတယ် ဒါပေမဲ့ဖျားသခင်ကမိန်းကလေးမွေးဖို့ကောင်းကြီးပေးခဲ့တာကြောင့်သူမကိုမချစ်ကြတာပဲဖြစ်ပါတယ်။အမေကဘာလို့ငါ့ကိုအခုလိုတွေဆက်ဆံနေရတာလဲ။ဖျားသခင်ကရောငါ့ကိုဘာလို့ယောက်ျားလေးအဖြစ်ဖြစ်ခွင့်မပေးရတာလဲ။အာဒါရှိကမြစ်တဲကရေကိုခတ်ပြီးတော့အိမ်ကို ပြန်လာခဲ့ပါတယ်။အမေရေတမီးရေခတ်ပြီးပြီနော်။ အေးကောင်းတာပေါ့အခုတော့ငါအစားအသောက်တွေမပြင်းသေးဘူးဈေးထဲမှာဝယ်စရာရှိလို့ခဏသွားအောင်မယ်အမေဈေးသွားရင်သမီးတို့တခုခုဝယ်ခဲ့ပါလားအမေအိုးမဝယ်နိုင်ခဲ့ပါဘူးကြီးအပုံငယ်တွေကုန်နေနင်ယောက်ျားယူဖို့သာပတ်စံစုစမ်းမှာအာဒာရှိကအဲ့ဒီစကားကိုကြားပြီးတော့ဘာမှပြန်မပြောနိုင်ခဲ့ပါဘူး။သူမမိကစင်းရဲတာကိုသိတဲ့အတွက် ာတာရှိကအမိတ်စကားကို မလွန်ဆန်နိုင်ပဲဖြစ်နေပါတယ်။နန်းတော်ကြီးထဲမှာတော့အရန်ကိုချောမော်လာပါတယ်။ဂျန်ဆူးလို့ခေါ်တဲ့မင်းသားတစ်ပါးရှိပါတယ်။သားလေအဖေမရှိတော့ရင်ဘလို့များနေမလဲ။အဖေကျွန်တော်အခုလက်ထပ်ပေးရမလား။ဘာလို့အတင်းကျပ်စီစဉ်နေရတာလဲအဖေ။မင်းလဲအသက်ကြီးနေပြီ။ မိမယူပြီးတော့နိုင်ငံကိုအုပ်ချုပ်သင့်ပြီလို့ငါထင်နေကျွန်တော်တာဝန်မြူချင်မှုဖေးအဖေရဲ့နန်းတော်ကိုလည်းအဖေပဲအုပ်ချုပ်ပါအဲ့ဒီချိန်မှာမိဖုရားကြီးရောက်လာပါတယ်သူမကနေအောင်လုံးပြောတာတွေကိုကြားလိုက်ရပါတယ်ဒါလေအမေမတည်ခင်တော့ချွေးမလေးမျက်နှာမြင်ချင်းသေးတယ်မင်းကအမြဲတမ်းအပြင်းထွက်နေတာပဲမင်းကလေးတရားလောက်တော့ရှာခဲ့ပါ ကျွန်တော်မိမမယူချင်ဘူးကျွန်တော်လွတ်လွတ်လပ်လပ်ပဲနေချင်သေးရဲ့ဗျအမေအဲ့ဒါကိုသိတယ်ဒါပေမဲ့တိုင်းပြည်ကိုသားကဆက်ခင်ရမှာလေအဲ့ဒီအတွက်မိမရှိဖို့လိုတယ်သားရဲ့တနေ့ကြရင်တော့သားယူမှာပါအခုတော့မယူချင်သေးပါဘူးဖေနဲ့မေယာအဲ့ဒီလိုပြောပြီးတော့မင်းသားဟာထွက်သွားခဲ့ပါတယ်။ဘယင်ကြီးကတော့စိတ်မကောင်းဖြစ်သွားတာပေါ့ မိဖုရားကြီးကဒါကိုမြင်သွားတဲ့အခါစိတ်မကောင်းမဖြစ်ပါနဲ့သူတစ်ချိန်ကြရင်တော့ယူမှာပါဟုတ်ပါတယ်ငါသူ့ကိုလက်တက်ဖို့အချိန်ချင်းတိုက်တွန်းခဲ့တယ်သူကအခုထိဘာကိုမှစိတ်မဝင်စားသေးဘူးကျမတို့သူ့ကိုခဏခဏပြောပြီးတော့တိုက်တွန်းကြတာပေါ့သူလည်းမိမမယူဘူးလို့ပြောတာမှမဟုတ်ပဲရှင်ဝမ်းနဲ့မနေပါနဲ့မင်းသားလေးကတော့မြင်းကိုစီးပြီးတော့နန်းတော်တွေကနေ အမဲလိုက်ဖို့အတွက်တော်ရဲကိုထွက်သွားခဲ့ပါတယ်။နန်းတော်ထဲမှာထိုင်းနေရတဲ့ထဲဆိုင်တော့အခုလိုအမဲလိုက်တာကမှပျော်စရာကောင်းမယ်။မိဖုရားကခဏလောက်အနားယူနေချိန်မှာသားပွားစရာမှရောက်လာခဲ့ပါတယ်။သူကနန်းတော်ထဲမှာအမြဲတမ်းနေပြီးတော့မိဖုရားနဲ့မင်းသားချမ်းမကိုစောက်ရှောက်ပါတယ်။မိဖုရားကြီးမင်းသားလေးကိုဘယ်မှမှရှာလို့မတွေ့ပါဘူး။ဟုတ်မယ်။ သူတော်တဲ့ကို အမဲလိုက်ဖို့ထွက်သွားတာဘာလို့တော်တဲ့ကိုထွက်သွားခိုင်းရတာလဲတော်တဲ့မှာတော်ရိုက်တရိစံတွေရှိတယ်လေငါတို့ကသူ့ကိုလက်ထပ်ဖို့ချင်းချင်းပြောရည်လေဒါကြောင့်မို့ထွက်သွားတာနေမှာပေါ့မှန်ပါတယ်မိဖုရားကြီးခဏလောက်တော့စောင့်ကြည့်ကြတာပေါ့သူလဲလက်မထက်ဘဲတော့မနေလောက်ပါဘူးငါသိရဲ့သူ့ကိုငါမသေးခင်လက်ထပ်စီခြင်းနဲ့ငါသူ့ကိုစိတ်မချဘူး အဲ့ဒီစကားကိုကြားတော့တားဖွားစရာမှလည်းဝမ်းနည်းသွားပါတယ်။မင်းရဒီကိုဘာလာလောက်တာလဲ။ဘာပြောစရာရှိလို့များလဲ။အော်အထွေထူးတော့မရှိပါဘူး။မင်းသားလေးနန်းတော်မှာမရှိချောင်းကိုလာပြောပြတာပါ။ဟုတ်ပါပြီ။ဟုတ်ပါပြီ။ဟုတ်ကဲ့ဒါဆိုကျမလုံးစရာရှိသေးလို့တွားပါတော့မင်းနော်မိဖုရားကြီးအေးစေးအနားယူပါ ဲ့ဒီလိုပြောပြီးတော့သူမကအခန်းထဲကနေထွက်သွားခဲ့ပါတယ်။အတာရှိကတော်ရဲကိုတင်းခုတ်ဖို့သွားနေတော့မှလူတချို့ညင်းခုန်နေတာကို တွေ့လိုက်ရပါတယ်။အမလေးတော်ရဲမှာဘာလို့ဒီလိုဖြစ်သွားရတာလဲ။ငါသွားပြီးတော့မေးကြည့်အောင်မေး။ခမရတို့နှစ်ယောက်ကဘာလို့အခုလိုရံပြစ်နေကြတာလဲ။အေးအေးစီစီပြောကြရောပေါ့။သူကငါးစီကပတ်စံတွေခြေသွားတယ်။ဒါပေမဲ့အခုထိပြတ်မဆက်ဘူးလေ ဟာငါမဆက်ချင်လို့မှမဟုတ်တာငါမှပတ်စံမရှိသေးဘူးလို့ပြောတယ်လေမင်းယူသွားတာကနှစ်လောင်ရှိပြီလေအခုထိအဲ့ဒီပတ်စံကမရှိသေးဘူးလားမင်းကလည်းဒီလောက်ပတ်စံလေးနဲ့စိတ်ထဲထားမနေပါနဲ့ကွာဟာမထားလို့ရမလားကွာငါခုပတ်စံလိုနေရလေငါမှလည်းပတ်စံမှမရှိတာကွာမင်းအဲ့ဒါဆိုရင် သူ့စီမှာအလုလုလိုက်လေ ကောင်းပြီကွာဒါဆိုရင်မင်းစီမှာငါအလုံးလုံးမယ်။ तू ကရှင်းစီမှာအလုံးလုံးဖို့အတွက်အဆင်ပြေရဲ့လား။ငါတော့ပြေပါတယ်။လူကြီးစီကအဲ့ဒီလိုကြားတော့ဝမ်းသာသွားတယ်။မင်းကိုကျေးဇူးတင်ပါတယ်။မင်းကအရန်ကိုတော်တဲ့ကောင်းမလေးပဲ။အဲ့လိုလည်းမဟုတ်ရပါဘူး။ဒီမှာရှင်တို့ပြဿနာကို ဖြေရှင်းပေးအောင်ပါ။ခဏကြာတော့အတာရှိလဲတောထဲကိုထွက်သွားခဲ့တယ်။ တနီယာရောက်မှာတော့လူတယောက်ရဲ့အော်တန်ကိုကြားလိုက်ရပါတယ်။သူမကအယံကိုအံ့ဩသွားခဲ့ပါတယ်။ဒီတန်ကဘဲကနေများရောက်လာတာပါလေ။ငါအကူညီကိုလိုအပ်နေတဲ့ပုံပဲ။သူမကအတန်ကြားရစီကိုသွားလိုက်တယ်။သူမကအဲ့ဒီကိုရောက်တဲ့ချိန်မှာတန်ယာရီနဲ့လဲနေတဲ့မင်းသားတစ်ပါးကိုတွေ့လိုက်ရပါတယ်။ဘလို့ဖြစ်တာလဲ။ငါ့ကိုပြောပြပါဦး။ ငါအမဲလိုက်ရင်လည်းချင်းသေးတစ်ကောင်ရဲ့တိုက်ခိုက်မှုကြောင့်အခုလိုတန်းရရခဲ့တာပါဒီလိုနဲ့ပဲအာတာရှိကမင်းသားလေးကိုနန်းတော်ရဲကိုခေါ်ဆောင်သွားပါတယ်နန်းတော်ရဲကိုရောက်တဲ့အချိန်မှာတော့ဘယင်ကြီးနဲ့မိဖုရားကမင်းသားရဲ့တန်းရကိုမြင်ပြီးတော့စိတ်ပူသွားခဲ့တာပေါ့ငါတားလေးကိုဘသူလွတ်လိုက်တာလဲအရှင်မင်းကြီး မင်းသားလေးကချင်းသေးရဲ့တိုက်ခိုက်မှုကြောင့်အခုလိုဖြစ်သွားခဲ့တာပါအလိုလေးလေး ငါသားလေးကို အမြန်တက်တာအောင်လှုပ်ပေးလိုက်ကြပါဒီလိုနဲ့ပဲမင်းသားလေးကိုအခန်းထဲခေါ်ပြီးရောအနားယူခိုင်းလိုက်ပါတယ်ခဏကြာမှတော့တမားတော်ကြီးရောက်လာခဲ့ပါတယ်အိုးကောက်ပါလေးမင်းကငါနဲ့အတော်တူတာပဲအာဒါရှိလဲမိဖုရားကြီးပြောတာကိုကြားပြီးရောသူတို့နှစ်ယောက်တူနေတာကိုသတိထားမိသွားပါတယ်ဟုတ်တယ်နော်ကျမတို့နှစ်ယောက်ကအရန်ကိုတူတာပဲ ။တာဘွားဆီယာမကြီးကတော့အတာရှိကိုမြင်ပြီးတော့အလွန်ကိုစိတ်မကောင်းဖြစ်သွားခဲ့ပါဗျ။ဘာပဲဖြစ်ဖြစ်ငါသားလေးကိုကယ်ခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။ရပါတယ်ရှင်။ကုညီရမာကကျမရဲ့တာဝန်ပဲလေ။မင်းကအရန်ကိုတော်တာပဲ။မင်းကငါစူချမယ်။မဟုတ်တာချင်းကျမလက်ဆောင်တွေကိုလိုချင်လို့ကူညီခဲ့တာမဟုတ်ပါဘူးမလိုဘူးဆိုရင်လည်းယူလိုက်ပါ အဲ့ဒီလိုနဲ့ပဲဘရင်ကြီးကအာတာရှိကိုရွှေတွင်းကပြားငါးစီစုချလိုက်ပါတယ်။အာတာရှိလည်းအယံကို ပြောသွားခဲ့ပါတယ်။သမီးလေးသမီးလေးကြိုက်တဲ့ချိန်ငါးစီလာပြီးတော့စကားပြောလို့ရတယ်နော်။မဟုတ်တာရှင်ကျမရဲ့အစင်တန်းကအဲ့လောက်ကြီးမရှိပါဘူးရှင်။မင်းကမိဖုရားကြီးရဲ့စကားကို မလွန်ဆန်သင့်ဘူး။သမီးလေးလာလဲမယ်မလားယင်။ အာတာရှိလည်းအဲ့ဒီစကားကိုကြားတော့ခဏတော့ငြိမ်သက်သွားပါတယ်။ဟုတ်ပါပြီ။ဒါဆိုကျမလာခဲ့ပါမယ်။အာတာရှိလည်းနှုတ်ဆက်ပြီးတော့နန်းတော်ကနေပြန်လာခဲ့ပါတယ်။သူမထွက်သွားပြီးတဲ့နောက်မှာတော့ဘယင်မကြီးနဲ့တားဖွားစီယာမဟာစကားပြောနေခဲ့ပါတယ်။သူမကိုတွေ့တဲ့ချိန်မှာတမျိုးကြီးပဲခံစားလိုက်ရတယ်။တားဖွားစီယာမကြီးလည်းအဲ့ဒီစကားကိုကြားတော့တုန်လှုပ်သွားပါတယ်။ မင်းပုံစံကြည့်ရတာစိုးရိမ်နေတယ်လို့ပဲ။ဘာဖြစ်လို့များလဲ။ဘာဘာမှမဖြစ်ပါဘူး။မင်းမကြီးကျမတို့မင်းသားလေးစီကိုတွားကြည့်လိုက်ပါအောင်မယ်။ဒီလိုနဲ့ပဲသူမက အခန်းထဲကနေထွက်သွားခဲ့တယ်။အာဒါရှိကညနေဆောင်မှအိမ်ကိုပြန်ရောက်ခဲ့ပါတယ်။သူမအမိကတော့ပြန်လာတာတွေ့ရနဲ့စိတ်တူသွားပါတယ်။ဟဲ့နင်းတစ်ခုတ်တာအဲ့ဒီလောက်တောင်ကြာရလားအာဒါရှိ။ မီးမင်းသားလေးကိုနန်းတော့ကိုလိုက်ပို့နေလို့ကြာသွားတာပါ။နင်းအောင်နန်းတော့ကိုသွားဖို့ငါကလှုပ်လိုက်တာလားယင်။နင်းအောင်တော်လဲသွားခိုင်းတာလီ။ဟုတ်ပါတယ်မီး။တမီးမင်းသားလေးကိုကဲလိုက်ရလို့အခုရွှေတင်းက90ရလာခဲ့ပါတယ်။သူမမီးကအဲ့ဒါကိုကြာတော့တိတ်ကိုပျော့သွားတာပေါ့။အမလီဒီနေ့ငါတမီးလေးကအလုတ်ကိုကောင်းကောင်းလုပ်ခဲ့တာပဲ။အဲ့ဒါတွေကိုအမေကိုပေးလိုက်နော်။ ။အာတာရှိက သူ့မအမေကိုပတ်စံတွေပေးလိုက်ပါတယ်။သူ့အမေလည်းအရန်တွေပျော်ရွှင်ခုံမြူးနေတာပေါ့။ငါရန်ကိုပျော်တာပဲ။ငါတို့တွေတော့ချမ်းသာပြီ။နန်းတော်မှာတော့မင်းသားနဲ့ဘရင်ကြီးကစကားပြောနေကြပါတယ်။ဒါလေမင်းအစဉ်ပြေးရဲ့လား။ဟုတ်ကဲ့ပြီ။ဒါအစဉ်ပြေးပါရဲ့။သားရဲ့တက်ကိုကဲခဲ့တဲ့ကောင်မလေးကိုကျေးဇူးတင်လိုက်တာဟုတ်တယ် ။သူမကမင်းကိုနန်းတော်စီကိုခေါ်လာတာလေ။အဲဒီချိန်မှာပဲမိဖုရားကြီးရောက်လာခဲ့ပါဗျ။အမေရဲ့သားလေးအဆင်ပြေရဲ့လား။အဆင်ပြေပါတယ်မီး။ဘာမှစိတ်မပူပါနဲ့။ဒါကနေကောင်းနေပါပြီ။အဲဒီလိုနဲ့ပဲမိဖုရားကြီးလည်းအခန်းထဲကနေထွက်သွားခဲ့ပါဗျ။သူမအခန်းထဲကိုပြန်ရောက်တော့ပထမဆုံးမွေးခဲ့တဲ့ကလေးကိုတရိယာသွားပါရဲ့ ငါသမီးလေးရဲ့လေပင်မှာမှဲ့ရှိရဲ့ငါဘာမှဂယုမဆိုင်ဘူးမနှက်ပြန်ကြရင်သူ့ကိုမေးရမယ်သားဘွားဆီယာမကြီးကတော့ကောင်မလေးเจ้าကိုတွေးပြီးတော့စိတ်ပူနေခဲ့ပါတယ်ဒီကိစ္စတွေဘလို့ဖြစ်တာလဲအကုန်လုံးသိရင်တော့ငါကတည်တံ့ကြခံရမှာကျိန်းတယ်ပဲသူမကဘာလို့ရမလဲဆိုတာကိုမစင်စားတတ်တော့ပါဘူးအာတာရှိကတော်ထဲမှာခဏလောက်စဉ်းစားနေခဲ့တယ်သူမကငါ့အမေများဖြစ်နေမလား ငါသူ့ကိုတွေ့တော့အမိတယောက်လိုမျိုးခံစားလိုက်ရတယ်။မိဖုရားကြီးကလည်းအာတာရှိချောင်းကိုစဉ်းစားနေခဲ့ပါတယ်။နောက်တနေ့မနေ့မှာတော့အာတာရှိကနန်းတော်ကိုတွားခဲ့ပါတယ်။နန်းတော်ကိုရောက်သွားတော့မိဖုရားကြီးကအယံကိုပြောနေခဲ့ပါတယ်။တမီးလေးဒီလိုလာတာလား။ဟုတ်ပါတယ်။မင်းသားလေးရဲ့ကျမ်းမာရေးကိုမေးဖို့လာခဲ့တာပါ။သူကအခုနေကောင်းနေပါပြီတမီးလေး။ တမီးတူနဲ့တွေ့လို့ရမလားရတာပေါ့တမီးလေးရဲ့အဲ့ဒီချိန်မှာပဲတားဖွားဆရာမကြီးရောက်လာခဲ့ပါတယ်။သူမကအာတာရှိကိုမြင်တော့တုန်လှုပ်နေပါတယ်။အာတာရှိကမင်းသားလေးစီကိုလာလာလား။ဒီချိန်မှာမိဖုရားကြီးကအာတာရှိရဲ့လေပင်ကမှဲ့ကိုတွေ့သွားခဲ့ပါတယ်။တမီးလေးအဲ့ဒီမဲကငငယ်တဲကရှိတာလားယင်။ဟုတ်ပါတယ် သမီးငငယ်လေးကလေးကရှိတာပါ။အာတာရှိကတော့မင်းသားလေးစီကိုတွားလိုက်ပါတယ်။မိဖုရားကြီးကတော့စိတ်ကိုတော်တော်လေးရှုပ်သွားပါတယ်။ဘယင်မကြီးအဲ့ဒီလိုလူတွေကနန်းတော်တွေကိုမဝင်သင့်ပါဘူး။မင်းကလည်းကျွန်တော်မျိုးမပြောခဲ့တယ်လေ။ဒီမေငါမင်းကိုဘာပဲဖြစ်ဖြစ်ပြောတယ်လေဒီကောင်မလေးကငါသားရဲ့တက်ကိုကဲခဲ့တာကြောင့်အခုလိုမျိုးကြီးမပြောပါနဲ့ဟုတ်ဟုတ်ပါတယ် ဒါပေမဲ့သူတို့ကအစင်အတန်းမတူဘူးလေ။တော်တော့ဒီငါ့ကိုဆက်ပြီးတော့မပြောတော့နဲ့။ဒီလိုနဲ့ပဲသူတို့နှစ်ယောက်ရဲ့စကားဝိုင်းကိုရက်တန်လိုက်ကြတယ်။သားဘွားဆီယာမနဲ့မိဖုရားကြီးလည်းအဲ့ဒီနေရာကနေထွက်လာခဲ့ကြပါရဲ့။အတားရှိကတော့မင်းသားလေးရဲ့ခန်းကိုရောက်လာခဲ့ပါတယ်။မင်းသားလေးဒဏ်ရာရီတက်တာရဲ့လား။တက်တာပါတယ်။အစင်လဲပြေပါတယ်။ ကျေးဇူးတင်ပါရယ်နော်ကျေးဇူးတင်စရာမလိုပါဘူးရှင်ဘာပဲဖြစ်ဖြစ်ဘယင်ကြီးကကျမကိုမနေကအကောင်းဆုံးလက်ဆောင်တွေပေးခဲ့တယ်ဒါတော့ဒါပေါ့ကွာဒါပေမဲ့လည်းကျေးဇူးတင်ပါရယ်ဒီချိန်မှာမိဖုရားကြီးရောက်လာပါတယ်ဒါလေအမေလေးတားကိုမေးစရာရှိလို့ဒါရဲ့လေဘေးမှာမှဲ့ရှိရလားဖျားတားမှာဘာမှမရှိပါဘူးမေး ဒီစကားကိုကြားတော့မိဖုရားကြီးလည်းအလွန်အံ့ဩသွားခဲ့တယ်။ဒါနဲ့မိဖုရားကြီးကမင်းသားရဲ့လေဝင်းကိုကြည့်လိုက်တာပေါ့။သားရဲ့လေဝင်းမှာဘာကြောင့်မိတ်မရှိရတာလဲ။မိမေသားမအစရေကမိတ်မရှိတာလေ။မိဖုရားကြီးလည်းအလွန်စိတ်မကောင်းဖြစ်ပြီးတော့အဲ့ဒီနေရာကနေထွက်သွားခဲ့ပါတယ်။ငါမေကငါ့ကိုဘာတွေပြောသွားမှန်းလဲမသိတော့ပါဘူး။ မိဖုရားကြီးဟာဘယင်ကြီးစီကိုသွားလိုက်ပါတယ်။ယောက်ျားကြီးကျမရှင်ကိုအရေးကြီးကိစ္စပြောစရာရှိတယ်။နေရောငါအစည်းအဝေးလုပ်နေတယ်ခဏနေမှပြော။မရဘူးကျမပြောစရာရှိတယ်အခုမှမပြောရရင် နောက်ထပ်မပြောတော့ဘူး။ဘယင်ကြီးလည်းဒီစကားကိုကြားတော့စိတ်ဝင်စားသွားတာပေါ့။ကဲကဲပြောမိမဘာပြောစရာရှိလို့လဲ။ ကျမတို့ရဲ့သားလေးကသားရင်မဟုတ်ဘူး။ဟေးမင်းဘာတွေပြောနေရလဲ။ယူသွားပြီလား။ကျမကိုယုံမကျမကလေးမှာမှဲ့ရှိတယ်ဆိုတာတော့ကျမကျိန်းတည်မှတ်မိတယ်။ဒါပေမဲ့ကျန်းကိုကြည့်လိုက်တဲ့အချိန်မှာတော့ကျန်းမှာမှဲ့ရှိမနေဘူး။အာတာရှိမှာတော့မှဲ့ရှိနေရလေ။အာတာရှိက ကျမတို့တမီးပဲ။သူရဲ့လေးပင်မှာမှဲ့ရှိတယ်။မင်းပြောနေတာတကယ်လား။ ဂျန်ကငါတို့နဲ့ငငယ်လေးတွေကအတူရှိလာခဲ့တာလေဟုတ်တယ်ဒါပေမဲ့ကျမထင်တော့သူကကျမတို့ရဲ့အစားထုတ်ကလေးပဲဒီကိစ္စကိုဘသူလုပ်ခဲ့တာလဲတယောက်ယောက်ကိုတော့တန်တရားရှိနေပြီမိဖုရားကြီးကတားဖွားဆရာမကြီးကိုတရိယာသွားတယ်သူကလေးမွေးလုံးကတားဖွားဆရာမကြီးမွေးပေးခဲ့တာကြောင့်ပါ ကျမသူနဲ့တွေ့ခြင်းနဲ့သူ့ကိုခုချက်ချင်းခေါ်ပေးပါ သားပွားစီယာမကြီးလဲအဲ့ဒီတရင်ကိုကြာတော့နန်းတော်ကနေထွက်ပြေးသွားခဲ့ပါတယ်။မိဖုရားက သားပွားစီယာမကြီးကို လိုက်ခေါ်ခိုင်းခဲ့ပါတယ်။ဒါပေမဲ့ဆီယာမကြီးကိုတော့မတွေ့ခဲ့ရပါဘူး။သူမဘယ်ကိုတွားနေရလဲမသိပါဘူး။စိတ်မပူပါနဲ့။ငါရအောင်ရှာပေးပါမယ်ကွာ။အဲ့ဒီလိုနဲ့ဘယင်ကြီးလဲစစ်တီတွေကို သားပွားစီယာမကြီးကိုရှာဖို့လွတ်လိုက်ပါတယ်။ ခဏကြာမှပဲတားပွားဆရာမကြီးကို ရှာတွေ့ကြတာပေါ့သူမကလည်းဘရင်ကြီးကိုမြင်တော့ကြောက်သွားပါတယ်မင်းဘယ်ကိုသွားနေရလဲမင်းငါတို့စီကနေ ထွက်ပြေးသွားတာလားမမဟုတ်ပါဘူးကျမအဖေကိုခဏသွားတာပါငါကိုတော့အကုန်တိပြီးသွားပြီငါအာတာရှိကိုမြင်တော့အရန်ကိုစိတ်မကောင်းဖြစ်သွားခဲ့တယ်သူမကိုမြင်တာနဲ့ဘာလို့စိတ်မကောင်းဖြစ်ရတာလဲ သူမကတာမန်မင်းကလေးတယောက်ပဲလေသူမကတာမန်မင်းကလေးလားဒါမှမဟုတ်ငါသမီးတော်လေးလားမင်းငါ့ကိုအမှန်တိုင်းပြောပြတော့ငါအမှန်တိုင်းသိကျင်နေပြီငါရဲ့ကလေးမှာမှဲ့ရှိတယ်ဒါပေမဲ့ကျမ်းမာတော့မရှိဘူးအတာရှိမှာတော့မှဲ့ရှိနေတယ်ဘလို့ဖြစ်ရတာလဲသားပွားစီယာမကြီးကဒါကိုကြားတော့အယံကိုထိမ့်လန့်ပြီးတော့ဘာပြောလို့ပြောရမှန်းမသိဖြစ်သွားပါတယ် အဲ့ဒီချိန်မှာပဲမိဖုရားကြီးကဓားကိုဆွဲထုတ်ပြီးတော့တားဝဆီယာမကြီးရဲ့လက်ပင်ပေါ်ကိုတင်လိုက်ပါတယ်။နင်ငါ့ကိုမှန်တိုင်းပြောစမ်းနင်မပြောရင်နင်းရဲ့လက်ပင်ကိုငါဖျက်ပြစ်လိုက်မယ်။ကျမကျမကိုခွင့်လွှတ်ပါကျမအမားကြီးတစ်ခုကိုကျူးလွန်ခဲ့မိပါတယ်။ဒါကဘာမှလေငါ့ကိုပြောစမ်းကျမအမှန်တိုင်းပြောရရင်တော့ အဲ့ဒီတုန်းကဘယင်ကြီးနဲ့မိဖုရားကြီးကိုလက်စားချီခြင်းနဲ့စိတ်ကြောင်ကလေးတွေကိုလဲခဲ့တာပါ။ကျမကိုအဲ့ဒီတုန်းကဘယင်ကြီးကအစီကံတယောက်ဖြစ်လှုပ်ခိုင်းခဲ့တာကြောင့်အခုလူတွေလှုပ်ခဲ့ရတာပါ။ဘယင်ကြီးလည်းဒီစကားကိုကြားတော့အံ့ဩသွားခဲ့တယ်။မင်းအဲ့ဒီတုန်းကအစီကံမလှုပ်ချင်ရင်ညှင်းလိုက်ပါလား။အခုတော့မင်းရဲ့အမားတွေကြောင့်ငါမင်းကိုတည်ရန်ပေးမယ်။ ာဘွားဆီယာမကြီးကနောက်ထပ်အမတ်တရားတစ်ခုကိုပြောပြခဲ့ပါတယ်။ကျမဒီနန်းတော်ကိုလာရတဲ့အကြောင်းကတခြားနေမှာရှိတဲ့လူတယောက်ကို ရှင်တက်ခဲ့တာကြောင့်ပဲ။ကျမကရှင်တက်ခဲ့တဲ့လူရဲ့တမီးပဲ။ဘယင်ကြီးလဲဒီစကားကိုကြားတော့ဒေါသထွက်သွားတယ်။မင်းငါရဲ့ကလေးကိုအခုလိုလုပ်ခဲ့တာကြောင့်မင်းတာမကမင်းရဲ့မိသားစုကိုပါတည်တံပေးမယ်။ ဂျန်ကအဲ့ဒါတွေကိုကြားတော့ဝမ်းနေသွားခဲ့တယ်။ဒါဆိုရင်မင်းသားဂျန်ကဘသူ့ရဲ့သားလဲငါ့ကိုအမှန်တိုင်းပြောစမ်းမင်းသားလေးကရှုမဟာရဲ့သားပဲအာတာရှည်ကအခုရှုမဟာရဲ့သမီးဖြစ်နေနေခဲ့ရတာပါဒီတော့ဘယင်ကြီးကရှုမဟာကိုနန်းတော်ကို ခေါ်လိုက်တယ်။သူမရောက်လာတော့အယန်းကိုအံ့ဩသွားပါတယ်။အရှင်မင်းကြီးကျမကိုဘာကိစ္စနဲ့နန်းတော်ကိုခေါ်ရတာပါလဲ။ ကျမသမီးဘာရီများအမားလှုပ်လိုက်လို့ပါလေ။သူမကဘာအမားမှမလှုပ်ခဲ့ပါဘူး။အပြစ်ရှိတာကတားဖွားစီယာမစီမာပဲ။ဒီလိုနဲ့ရှုမဟာလေအကြောင်းစုံကိုတီးလိုက်ရတယ်။မင်းသမီးလေကျမကိုခွင့်လွှတ်ပါ။ငင်ငါငါ့ကိုအရန်ကြီးစိုက်ခဲ့တယ်။နှစ်တွေကြာကြီးငါနဲ့အတူနေပြီးတော့ငါ့ကိုဂယူးစိုက်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။ ဘာပဲဖြစ်ဖြစ်မိမိကတမီးရဲ့အမိပါပဲ။ဘယင်မကြီးကတော့အရန်ကို ပြောသွားခဲ့ပါတယ်။သူ့ရဲ့တမီးရင်ကို ရှာတွေ့ခဲ့ပေမဲ့လေမင်းသားလေးကိုကြည့်ပြီးတော့ဝမ်းနဲ့တော့ပါတယ်။ဒါလေမင်းကငါနဲ့တူငငယ်လေးတွေက နေခဲ့တာလေ။မင်းကိုမစွန့်လွတ်ပါဘူး။မင်းကငါရဲ့ထာဝရသားတစ်ယောက်ပါပဲ။ဒါဆိုကျမကဘယ်သူနဲ့နေရမှာလဲ။ မင်းကအာတာရှိကိုငငယ်လေးတွေကစောင့်ရှောက်ပေးထားတာကြောင့်မို့မင်းလည်းဒီနန်းတော်မှာပဲငါတို့နဲ့တူလာနေပါဘလို့လဲဒီစကားကိုကြားတော့ရှုမဟာလည်းအယံကိုပြောသွားခဲ့ပါတယ်။သားဘွားဆီယာမမင်းကတော့မင်းရဲ့အပြည့်အတွက်တသက်တကျွန်းကိုခံရမှာပဲ။အခုပဲသူ့ကိုထောင်ထဲကို ပို့လိုက်ကြစမ်း။ဒီလိုနဲ့ပဲသားဘွားဆီယာမက ထောင်ထဲမှာတသက်လုံးနေထိုင်သွားရပါတော့တယ်။ ကုံလုံးကတော့အရန်ကိုပြောနေကြတာပေါ့ဒါပေမဲ့မိဖုရားကြီးကတော့အပျော်ဆုံးလူသားပဲပေါ့ကွယ်အာတာရှိကတော့မင်းသမီးလေးတယောက်လိုဝတ်စားပြီးရောလှပစွာနဲ့နေထိုင်ခဲ့ပါတယ်ဒီလိုနဲ့ပဲသူတို့အလုံးကနန်းတော်ကြီးထဲမှာပျော်ရွှင်စွာနဲ့အတူတူနေထိုင်သွားကြတာပေါ့ကွယ်ဟုတ်ကဲ့ပါဒီနေ့အတွက်ပုံမြင်လေးကတော့ဒီလောက်ပါပဲရှင်ပုံမြင်လေးကိုကြိုက်နေတဲ့တည်းဆိုရင်တော့ channel လေးကို like and subscribe နှိပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ် ောက်ထပ်ပုံမြင့်အစ်စ်တွေနဲ့ပြန်လာခဲ့ပါဦးမရှင်